အားလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရွေးနဲ့ပြန်လဲကြုံဆိုပါတယ်ကျွန်တော်တို့ Chelsea ပေါ့နော်ဒီပွဲစဉ်29ပြီးတဲ့အခါမှာနောက်တော့9ပွဲကျန်နေတယ်ဆိုအဲ့ဒီ9ပွဲပေါ့နော်9ပွဲနဲ့ပတ်သက်ပြီးတော့ဟိုပြောချင်တာလေးပြောအောင်ပေါ့နော်ဆိုတော့ဘာပြောချင်တာလဲဆိုတော့ Champions League ဝင်ခွင့်ပေါ့နော်ကျွန်တော် Chelsea Champions League ဝင်ခွင့်ရနိုင်လားထဲ့ပေါ့နော်တကယ်ပြောလိုက်မယ်ဆိုရင် Champions League ဝင်ခွင့်ရနိုင်လားဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးတွေပြောအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အသိန်း9ပွဲကျန်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ ်အမှားတော့အင်ကွင်းမှာဆိုရင်တော့စပါနဲ့ကန်ရမယ်ဆိုတော့ပြီးတော့ဝေဝင်း brand phone နဲ့တွားကန်ရမယ်ပြီးတော့ issue တောင်းအဝေးမှာအဲခံရမယ်ဖူလန်လိုတင်းမျိုးကိုကျွန်တော်တို့လန်ဒန်ဒါဘီပေါ့နော်လန်ဒန်လာယူသူကဝေဝင်းကိုတွားရောက်ရှင်ပြန်ကန်ကစားရမယ်အဲဘတ်တန်ကိုအင်ကွင်းမှာကစားရမယ်လီဗာပူးကိုအင်ကွင်းမှာကစားရမယ်ယူကာဆယ်ကိုဝေကွင်းမှာကစားရမယ်မန်ယူနိုက်တက်ကိုအင်ကွင်းမှာကစားရမယ်ဖော်ရက်ကိုဝေကွင်းမှာတွားရမယ်တွားကစားရမယ်ဆိုတော့ဒီကူတင်းကျန်တဲ့အဲတဲမှာကျွန်တော်တို့ရှင်မြိုင်ကစားခတ်တဲ့အသင်းတွေ ပုံများများကိုတွေ့ရတယ်ဥမာစပားလိုအသေးမျိုးဒီဘယ်လိုပြောမလဲတရားသည်စုတ်ချနေပြီမဲ့လေဒီလက်ရှိအာဒီတန်းစင်းစုံရဲ့အနေထားအရရုံးဝမဲ့အနေထားမျိုးတွေအဲ့လိုမျိုးအသေးမျိုးတွေနဲ့တွေ့တယ်ပြီးတော့ဟိုကစားခတ်ပါတယ်ဆိုရဲအပတန်နဲ့တွေ့တယ်ပြီးတော့လက်ပါဘူးလို့တိုက်တယ်ဘေးမှာကောင်းကောင်းပြင်းနေတဲ့အသေးမျိုးနဲ့တွေ့တယ်ပြီးတော့နျူကာဆယ်လို့သူပြိုင်ကိုပြိုင်ကစားမဲ့အသေးမျိုးတွေနဲ့တွေ့တယ်ပြီးတော့မန်ယူနိုက်တက်လို့ဖောင်တစ်ခု ဟိုပြန်ပြီးတော့ဟိုဖြစ်လာတဲ့အာအသင်းမျိုးနဲ့တွေ့တယ်ပြီးတော့ forward လို့ကျွန်တော်တို့တရားဒီမှာထောက်ပနေတဲ့အသင်းမျိုးနဲ့တွေ့တယ်ပေါ့နော်ဆိုတော့ဟိုဒီအသင်းနေဒီအသင်းနေနဲ့တောက်လျှောက်တွေ့ဖို့ရှိတယ်ဆိုတော့ဟိုစပါးနဲ့ဘွဲမှာတော့နိုင်နိုင်ချင်းရှိမယ်ပေါ့နော်နိုင်နိုင်ချင်းမှာတော့စပါးအတားအတိုင်ပတ်နေတယ်ကျွန်တော်တို့ရဲ့ဟိုတန်းပြောရင်အဲဒီ စပါးငယ်နိုင်လို့ဖြစ်နေပေါ့နော်ဒီလိုပြောရင်တော့ကြိုက်ရင်မှကြိုက်ကြလိမ့်မယ်ဒါပေမဲ့စပါးကငယ်နိုင်လို့ဖြစ်နေအတွက်ကျွန်တော်စပါးနဲ့ပွဲတော့အနိုင်ရနိုင်တယ်ဆိုတော့ brand ဖို့ဝေဝင်းသွားကစားရမယ်ဒီပွဲကနည်းနည်းမြခုံးလို့ဆရာရှိတယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့အတင်းရဲ့အခြေအနေကြောင့်ပေါ့နော်ကျွန်တော်တင်းကလက်ရှိနေထိုင်မှာ1 billion နေသုံးထားတယ်ဘာညာတရကလာပြောနေရလက်ရှိနေထိုင်တာကျွန်တော်အရင်လူစင်းတော့အင်းအင်းအားလောလောလောမရှိတဲ့အနေအထားမျိုးတွေ့နေရတယ်ဆိုတော့ brand ဖို့လို့ကျွန်တော်တို့ physical strength အာအကောင်းတဲ့ အတင်းနေပြီးတော့မြေပေါ်အောက်နဲ့တင်းနေနဲ့တွေ့တဲ့ခါမှာကျွန်တော်ချက်စီတိုင်ပတ်လိမ့်မယ်ဆိုတော့ဒီဘွဲကိုတော့ကျွန်တော်မမှန်းရသေးဘူးဟောတကယ်လို့ကိုပါမာတို့အာမာတို့ကဲလို့ချက်စီတို့ပြန်ပါလာတယ်ဆိုရင်တော့ဒီတင်းကိုရှင်ပြိုင်မှုကလည်းလွယ်ကူရင်လွယ်ကူလိမ့်မှာပေါ့နော်တချို့နေထားရတော့ brand ဖို့နိုင်မှုကဆိုမလွယ်ဘူးဆိုတော့ issue down ကိုအိမ်ခွင်းမှာကန်ရမယ်ပေါ့နော်အဲ့စတောင်းကိုအင်္ဂလိပ်မှာကန်လဲဆိုရင်တော့အစ်စတောင်းက defensive structure တော့ကောင်းတယ်ကျွန်တော်တို့ပရမကျော့မှာလည်းစတောင်းကိုဆက်ကွဲနဲ့ရှုံနေပေါ့နော်အဲပရမပိုင်းတစ်ပိုင်းလုံးကိုပေါက်ကန်နေမှုမရှိတဲ့နေသားမျိုးနဲ့ကျွန်တော်တို့ ဟိုရှုံရှုံကေဘောနော်အစ်ဆွတ်တောင်းလို့ဒီမှာဒါပေမဲ့ဟိုလက်ရှိနေတဲ့အသာချက်ကပါလဲဆိုအိမ်ကွေးမှာကမ်းမှာဖြစ်တဲ့အတွက်နိုင်ငံကြီးတော့ရှိတယ်ဆိုတော့ဖူအန်လိုအသိမျိုးဝင်ကွေးမှာရှင်းနိုင်ကစားမယ်တရားဒီဖူကန်ကတင်လောက်ကြီးကောင်းနေမှာမဟုတ်ပေမဲ့ကျွန်တော်တို့လန်နန်တာပြီးမြုပ်ကန်ပြိုင်မဲ့ဖြစ်တဲ့အတွက်ကြောင့်ဟိုတတိထားပြီးတော့ရှင်းနိုင်ကစားရမယ်ဖူအန်လိုကျွန်တော်နိုင်နိုင်လိမ့်မယ်တောင်မထင်ဘူးဘောနော်လက်ရှိနေထိုင်ရအပတန်ကိုအိမ်ကွေးမှာကမ်းမယ်အပတန်ကတခုရှိတာပါလဲဆိုတော့ အဲ့ဘတ်တန်ရဲ့သူ့ကိုတစင်ဘက်မှာတော့သူတို့ချက်စီတိုင်ပတ်ပြီးမဲ့သူတို့ချက်စီခွင့်မှာတော့အဲ့ဘတ်တန်တိတ်ပြီးတော့အစိတ်ရှိတဲ့အတင်းမျိုးတော့မဟုတ်ဘူးဆိုတော့အဲ့ဘတ်တန်ကိုတော့နိုင်ရနိုင်မယ်ဆိုတော့လက်ပါဘူးအိမ်ဝင်းမှာအဲ့ကန်ရှင်မြန်ကစားရမယ်ဆိုတော့အတကြဆိုလို့အိမ်ဝင်းမှာဆိုတာပဲပြောစရာရှိတယ်ကျွန်တဲ့နေရာမှာတော့ကျွန်တော်အတာနေရာမျိုးထူမှမရှိဘူးအဲ့ကြောင့်လို့ဆိုလက်ပါဘူးကဒီကျွန်တော်တို့ စားပြိုင်ပွဲတွေပြိုင်ပွဲတွေနဲ့ထွက်ခဲ့ရပြီပရီးမီယာလိဂ်ပြအအောင်ဆိုင်ဆရာရှိရအဲ့ဒီမှာပြောရရှိရပါလို့ဆိုလက်ပါဘူးကတကယ်လို့များအဲ့ဒီချိန်လောက်ရောက်ရင်အတဲတံမကန်ရတော့တဲ့အချိန်ကြီးပရီးမီယာလိဂ်လို့ပရီးမီယာလိဂ်ကိုရှားရနိုင်ပြီဆိုတဲ့အချိန်ကြီးဆိုရင်တော့ကျွန်တော်တို့တက်တာလိမ့်မယ်အဲ့ဒါလည်းမပေါ်တော့ချန်တဲ့ချိန်ဆိုရင်တော့လေပါဘောနိုင်ကိုမလွယ်ဘူးအဲ့ပွဲတော့ကျွန်တော်နိုင်မယ်လို့မထင်ဘူးဆိုတော့ညူကာဆယ်ညူကာဆယ်ကိုကျွန်တော်တို့ဝိုင်းဝန်းမှာသွားကန်ရမယ်ဆိုဒီချင်းနေနဲ့ဆိုရင်ညူကာဆယ်ကိုနိုင်မို့ဆိုတော့တော်တော်ခိုင်းနေလိမ့်မယ် မဖြစ်နိုင်ဘူးလို့ပဲပြောချင်တာပေါ့နော်ဆိုတော့ဩလူကာဆယ်ကအာဒီနေပေါ်မြတ်ဆိုသူကိုပရာလမဖြစ်လာရကနေပြောဒီနှစ်မှာပရာတလုံးဒိုမက်စတစ်ကတ်တစ်ခုရရတယ်ဆိုတော့သူရဲ့စိတ်ခွန်အာပြီးတော့သူရဲ့ဒီနာလုံးစိတ်ဒီအမျိုးစိတ်အားတွေကတော့တက်ကြွနေလိမ့်မယ်ဆိုလူကာဆယ်ကိုရှင်ဖို့ဆိုတာတော်တော်အမလွယ်ကူတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်အဲတေးတမတ်တော့ရလိမ့်မယ်လို့တော့ဟောခမန်း ကျင်တယ်မလို့ဆိုတော့ပြီးတော့နောက်တစ်သိန်းကပါဆိုမန်ယူနိုက်တက်လို့အသင်းမျိုးကျွန်တော်အင်ကွင်းမှာအခက်ရှင်ပြန်ကစားမယ်ကျွန်တော်မန်ယူနိုက်တက်ကွင်းမှာတော့တည်ချခဲ့တယ်ပေါ့နော်မနိုင်ခဲ့ဘူးဟိုကျွန်တော်မန်ယူနိုက်တက်ကိုမနိုင်တာလည်းတော်တော်ကြာပြီပေါ့နော်ဆိုတော့အော်လက်ရှိနေထားရတော့မန်ယူနိုက်တက်ကတိုင်ပတ်နေတယ်လို့ဟိုထင်ရပေမဲ့ဒီနောက်ပိုင်းပွဲတွေမှာဒီအင်မိုရီရဲ့အဆစ်စတန့်တခုကိုဒီမန်ယူနိုက်တက်ကသားသမားတွေလိုက်လံပြီးတော့ဟိုကစားနိုင်တာကိုတွေ့လာရတယ်ပေါ့နော်တွေ့လာရတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ နိုင်မှုอ่ะတော်တော်လုံးရှုံးသွားလိမ့်မယ်အဲကျွန်တော်တို့မာရိုကေးတို့ချက်စင်တို့ပြန်ကောင်းလာမယ်ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်လက်ရှိနေထိုင်ရတော့နိုင်နိုင်မှုอ่ะ50 50ပဲပေါ့နော်အဲ့လိုပဲပြောခြင်း ਨੇ အဲ့ဆိုတီပွဲလေးဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ forward လို့အသင်းမျိုးကိုဝေးဝေးမှသွားရောက်ရှင်ပြန်ကစားမယ်တရားဒီ forward ကဟိုဘယ်လိုပြောမလဲချက်မလေးဝင်ကွင်းနဲ့ထိုက်တန်နဲ့ခြေရောမျိုးကိုပြနေရလို့ပဲကျွန်တော်ကပြောခြင်း ਨੇ ဆိုတော့ ဒီသင်းတွေဒီသင်းတွေထဲမှာတော့ကျွန်တော်တို့ကစားခတ်တဲ့အသင်းတွေအများစုပါပေမဲ့လည်းကျွန်တော်အမရနိုင်တဲ့အနေအထားမျိုးတွေလည်းရှိရပါတော့။ဆိုတော့ဒါကိုပဲတစ်ချက်ကြည့်လို့မရဘူး။ကျွန်တော်တို့ဒီဘက်ကအာဒီကျွန်တော်တို့နဲ့ရှင်းနိုင်ဖို့ရှိနေတဲ့ဒီ Manchester City, Newcastle, AB La, အာဒီ Brighton, Fulham အပေါင်းပေါင်းဒီလိုအသင်းမျိုးတွေလည်းထက်တွယ်စဉ်းစားရမယ်။ဘာကြောင့်လဲဆိုတော့ဒီအဆင့်30လောက်ကအသင်းကကျွန်တော်တို့အသင်းနဲ့9မဲလောက်ပဲကွာတယ်ဆိုတာကြီးကအာနှစ်ပွဲလောက် ရှင်ရင်ကစားလိုက်လို့ရှုံးသွားတယ်ဆိုရင်အဲ့အတင်းကအစ်အစ်30လောက်ကြာသွားမှာဖြစ်တဲ့အတွက်ဒါလေးကိုလည်းတတိထားရမယ်ဒီထဲမှာမှကျွန်တော်တို့အချောင်ဆုံးကမန်ချက်စတာစီးတီးပဲမန်ချက်စတာစီးတီးရဲ့ပွဲစဉ်စရာမှာအတင်းကြီးတွေနဲ့အကုန်နှီးဝက်ကန်ပြီးတာဖြစ်တဲ့အတွက်သူ့တို့ပွဲချောင်းတယ်ပွဲချောင်းတဲ့အတွက်အာဒီကျွန်တော်တို့တနည်းအားတော့ဖြစ်နိုင်ဆုံးကမန်ချက်စတာစီးတီးပဲတနည်းကျွန်တော်တို့ Brighton တို့ Newcastle AB လာတို့တော့မှသူ့လောက်ပွဲမချောင်းဘူးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့လက်ရှိအနေအထားအရ ခြေစွမ်းရပေါ့ကျွန်တော်အသေးရခြေစွမ်းရတော့ကျွန်တော်ကစိတ်လျှော့ဟိုထားခြင်းတယ်လို့ပဲပြောခြင်းတယ်ဆိုတော့ဒီလိုပြောရင်တော့တချို့တိုက်ချင်မှာကြက်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဟိုနည်းကိုအသင်းကိုချစ်တဲ့စိတ်တစ်ခုကြောင့်ပေါ့နော်ကျွန်တော်ဟိုဒီအသင်းကိုမကောင်းဘူးမဖြစ်နိုင်ဘူးလို့ပြောရင်မကြိုက်ကြတဲ့ညီကိုကြီးအများကြီးပဲဖြစ်တဲ့အတွက်အာဒါလို့တော့အာကျွန်တော်နားလည်နေမယ်လို့ထင်တယ်ဆိုတော့အာညီတို့ကဘယ်လိုမြင်လဲပေါ့နော်ကျွန်တော် channel ဝင်ခွင့်တနေရာဖြစ်နိုင်သေးလား 그 바로 저로 뼈다잡아오 아로제들이 말이있고